โอเคမင်္ဂလာပါသမစ်ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ရုပ်ရှင်တွေထဲမှာအကြမ်းဆုံး final battle 5ခုအကြောင်းပြောချင်ပါသေး final battle ဆိုတာအများအားလို့လို့ရုပ်ရှင်တကားရဲ့ဇက်ရှင်အမြင့်ဆုံးပါဇလန်တပုတ်ဆိုတာဇက်သိန်းကိုဆွဲခေါ်ဖို့လမ်းကြောင်းခဲ့တာကြီးမို့နောက်ဆုံး moment တွေကရုပ်ရှင်ရဲ့အကောင်းဆုံးစိတ်ပိုင်းတွေဖြစ်ပါတယ်ထွင်းချက်အနေနဲ့တချို့ကားတွေမှာတော့ဇက်တက်ကဇက်သိန်းထက်ပိုကောင်းနေတာမျိုးတွေရှိတတ်ပါတယ်ဒါထားပါခုပြောချင်တာကကျွန်တော်ကြည့်ဘူးတဲ့အမှတ်ရနေတဲ့ရုပ်ရှင်တွေကအကျဉ်းဆုံး final battle 5ခုဖြစ်ပါတယ် ဆိုတော့နံပါတ်5ကနေစလိုက်ပါမယ်။နံပါတ်5မှာ The Lord of the Rings ကိုထားထားပါတယ်။ Trilogy ရဲ့အဆုံးသတ်ဖြစ်တဲ့ The Return of the King မှာနောက်ဆုံးစစ်ပွဲကအရှိအကြာကြီးဖြစ်ခဲ့ပါတယ်။ဒီစစ်ပွဲမှာအဓိကဘက်တယ်နှစ်ခုရှိပါတယ်။ပထမပွဲမှာ Fighting အလံတွေကိုမြင်ရပါတယ်။စစ်မျက်နှာဖွင့်ထားတာကတော့လူတွေနဲ့ Orc တွေရဲ့စစ်တပ်နှစ်ခုပါ။ဒါပေမဲ့ခွာကနေလူတရက်လောက်ရှိတဲ့အေယာမစင်တက်ကြီးရဲ့အာရဂွန်ခေါ်လာတဲ့ဝိညာဉ်စစ်တပ်ကြီးရဲ့ကဒီဘက်တယ်ကိုအရှမ်းအယံမြိုင်သွားစေပါတယ်။ တယောက်ချင်းစီကိုလက်ကြည့်မယ်ဆိုရင်လီโกလက်စ်ရဲ့ archery skill ကိုတော့အကျိုက်ဆုံးဖြစ်ပါလိမ့်မယ်ဒုတိယပွဲမှာဆိုရင်တော့အထင်ကြီးအဖြစ်ဆုံးကအာရဂွန်နောက်ကိုလှည့်ပြီး for frodo လို့ပြောပြီးရှေ့ဆုံးကနေရွရွချွံချွံပြေးဝင်သွားတာပါ frodo ကလည်းအချိန်အကြာကြီးထန်းလာရတဲ့ဝင်းဒိုးဝင်ပိုးကြီးကိုနောက်ဆုံးမှလွှတ်ချနိုင်လိုက်ပါတယ်နောက်ဆုံးတော့ဘာဖြစ်ခဲ့ပြီလေဆိုတဲ့မင်းဖြစ်လာတဲ့အထိဒီ moment ကထင်ထင်ပေါ်ပေါ်ရှိခဲ့ပါတယ်ဒီ battle က emotion တွေအများကြီးပါနေလို့အကောင်းဆုံးဆိုတဲ့ list ထဲထေချာပါဝင်ပါတယ် တကယ်တော့ The Hobbit ရဲ့ Battle of the Five Armies ကိုလည်းဒီလောက်တန်းတူကြိုက်ပါတယ်။တချို့ moment တွေမှာဆိုရင်ထိထက်တောင်ပိုကောင်းပိုနိုင်ပါတယ်။လေးရက်တက်မှာအတော်ဆုံးမှာဆိုတဲ့ Elf လေးတီတော်တွေရဲ့အများတွေကို Dwarf တွေကသူတို့ရဲ့ crafting skill နဲ့တတရရလေးကောင်တာနိုင်တဲ့လက်နက်တွေထုတ်လာတာမျိုးကတော်တော်မိုက်ပါတယ်။အဖစ်တက်ခမအာအသင်းတလို့ဖြုံတလို့မျိုးမျက်နှာပြတ်သွားကြတာကသဘောကျဖို့ကောင်းပါ रे ဒါပေမဲ့ The Hobbit အစား The Lord of the Rings ကိုထားလိုက်တာကတော့ဒီဇယ်လန်းတွေအားလုံးရဲ့အဆုံးသက်အစင်မို့လို့ပါ The Lord of the Rings ending က Middle Earth ရဲ့ဆက်လန်းတွေစက်ပြီးဖြစ်ပျက်စရာမကျန်တော့တဲ့အပိတ်အသိမ်းဖြစ်ပါတယ်။အဲဒါကြောင့် Battle of the Five Armies အစားဒီ battle ကိုပဲနံပါတ်5မှာထားလိုက်ပါတယ်။နံပါတ်4က Doctor Strange နဲ့ Scarlet Witch တို့ရဲ့ fight ပါ။ Doctor Strange နဲ့ဆိုပေမဲ့ Wong တို့ America Chavez တို့လည်းပါပါတယ်။ဆိုတော့ Scarlet Witch versus Everyone ကိုခေါ်ခြင်းလဲခေါ်လို့ရပါတယ်။ Doctor Strange ကဓာတ်ခိုးကိုသုံးပြီး Dream Walker ရဲ့သူ Dream Walker လိုက်တာကလည်းအလောင်းအောင်နဲ့ဖြစ်နေတာရဲ့ကိုတော်တော်သဘောကျမိပါတယ်။ ပြီးတော့ငရဲကဆိုးတွေကို clock အဖြစ်သုံးလိုက်တာကြီးကလည်းမှိုက်ပါတယ်။ Scarlet Witch ကြမ်းထားနေတာကတော့အထူးအဆန်းလို့မမြင်မိပါဘူး။ဒီ battle ကိုကြိုက်သွားစေတဲ့အဓိကအချက်က Doctor Strange ပါ။ battle ကကြမ်းတမ်းနေလို့ဆိုတာထက်သူတို့နှစ်ယောက်ရဲ့လောက်ွက်တွေလောက်ရက်တွေကမိုက်နေလို့ကြိုက်တာပါ။ Wong နဲ့ Doctor Strange အထွဲညီနေတာတွေကိုလည်းကြိုက်ပါတယ်။ America လည်းမဆိုပါဘူး။တချို့တွေက CGI တိတ်မကောင်းဘူးလို့ပြောပေမဲ့ကျွန်တော်အတွက်တော့အဆင်ပြေပါတယ်။ဒီ list ထဲမှာဖော်ပြရလောက်အောင်ထိကြိုက်ပါတယ်။ နံပါတ်3နေရာမှာတော့ Harry Potter နောက်ဆုံးကရဲ့ Hogwarts Battle ကိုထားခြင်းပါတယ်။ Hogwarts ကျောင်းသားတွေရဲ့ Voldemort ရဲ့အမှောင်စစ်တပ်ရဲ့တဲကြီးမဲကြီးကြုံကြတဲ့တိုက်ပွဲဆိုတာထက်ပိုတဲ့စစ်ပွဲပါ။ Ron and Neville တို့ရဲ့ Brave and Bold Moment တွေကိုမြင်ရသလိုကျောင်းသားတွေရော Order of Phoenix အဖွဲ့ဝင်တွေရောရဲ့အားရစရာချက်သိမ်းထားစရာ Battle တွေကိုမြင်ရပါတယ်။ Emotional ဖြစ်စရာတွေလည်းအများကြီးပါပါတယ်။ဒီတိုက်ပွဲမှာအမွှာနှစ်ယောက်တည်းက Fred ရယ် Professor Lupin တို့လင်မယားရဲ့အပြင်တခြား remarkable character တွေကြာဆုံးခဲ့ရပါတယ် ီးတော့ Professor Snape ရဲ့သရုပ်မှန်ကိုလည်းဒီကာလထဲမှာပထမဆုံးအကြိမ်အဖြစ်မြင်ခဲ့ရပါတယ်။အဲ့ဒါကလည်းသူ့ရဲ့နောက်ဆုံးထွက်သက်မှာပါ။အဲ့ဒါရီနဲ့ရှင်လိုက်မယ်ဆို main character ဖြစ်တဲ့ Harry နဲ့ main villain ဖြစ်တဲ့ Voldemort တို့နှစ်ယောက်ရဲ့သူသိကိုသိ duel ကတည်တည်သွားသလိုတော့ခံစားရစေပါတယ်။အဲ့ဒါကြောင့်ရသမျိုးစုံနဲ့အချိန်အကြာကြီးကြီးခဲ့ရတဲ့ Hogwarts Battle ကဒီ list ထဲမှာထည့်ကိုထည့်ရမယ့် battle ဖြစ်ပါတယ်။နံပါတ်1က No Way Home ရဲ့ final battle ပါ။ Spider-Man No Way Home ရဲ့နောက်ဆုံး battle ကလည်းတော်တော်လေးအားရစရာကောင်းပါတယ်။ စပိုင်ဒါမန်၃ယောက်ထိမှတ်ပြီးပျော်ပျော်ပါးပါးကြီးဖိုက်ကြတာကိုလူတိုင်းကြိုက်ပါတယ်။ဓာတ်ထဲမှာဟာတာလေးတွေလည်းပေါ်ပေါ်တည်တည်တုံထားပါသေးတယ်။လုံးဝဓာတ်ပြီးထိုးကျိတ်နေတဲ့ fighter ပေါ်ပေါ်ပါးပါး fighter ကစပိုင်ဒါမန်ပုံစံလိုဒီလိုဟာတာလေးတွေပါနေတာကဒီရုပ်ရှင်ကိုရောဒီ battle ကိုရောပို့ပြီးကြွားနေစေပါတယ်။ villain တွေကို comic accurate လည်းဖြစ်ခေဟောင်းလည်းမဆန်အောင်ညံရှိရှိပုံဖော်ထားတာလည်းအားလုံးအမြင်ပါပုံမှန်အားဖြင့် superhero တွေကို comic accurate ဖြစ်စေရင်ခေတော့ကြာသွားတတ်ပါတယ် ဒီနေ့ထဲထွက်မဲ့ Superman တို့ Fantastic Four ရဲ့ costume design တွေကဒီအတွက်အကောင်းဆုံးဥပမာဖြစ်ပါလိမ့်မယ်။အဲ့လိုကမကောင်းဘူးပြောတာမဟုတ်ပါဘူး။ classic ဖြစ်တာကလည်းသူနည်းသူဟန်နဲ့မိုက်ပါတယ်။ဒါပေမဲ့ Superman ရဲ့ costume design တွေကဒီအတွက်အကောင်းဆုံးဥပမာဖြစ်ပါလိမ့်မယ်။အဲ့လိုကမကောင်းဘူးပြောတာမဟုတ်ပါဘူး။ classic ဖြစ်တာကလည်းသူနည်းသူဟန်နဲ့မိုက်ပါတယ်။ဒါပေမဲ့ No Way Home ထဲမှာတော့ villain တွေကိုရောသူတို့သုံးယောက်ကိုရောခင်းအောင်လဲမကြ comic accurate လဲဖြစ်အောင်မျက်မျက်တက်တာလေးလှုပ်ပေးထားတာကိုတော့ချီးကျူးကြပါတယ်။နောက်ပြီး Spider-Man သုံးကောင်မျိုး action scene တွေကပုံမြိုင်နေပါတယ်။ဟာသားတွေနှောထားပေမဲ့ serious ဖြစ်ဖို့လိုတဲ့နေရာမှာအတီးကြီး serious ဖြစ်ထားပါတယ်။ ။တွန်ပီတာက Green Goblin ကိုစိတ်လိုက်မှမှတပ်ဖို့လုပ်တာ။တိုဘီပီတာကဝင်တာကအကုန်လုံးကအနှစ်တွေပါ။ Spider-Man ကိုတကဘာလုံးမိသွားတာကလည်းရှင်နေထီလုံးပါတယ်။အဲဒါကြောင့် No Way Home မြေနောက်ဆုံးဘက်တယ်ကကျွန်တော်အတွက်နံပါတ်1နေရာမှာရှိနေပါတယ်။ကြည့်ဘူးသမျှ final battle တွေထဲမှာအားအရဆုံးကတော့ Avengers Endgame ပဲဖြစ်ပါလိမ့်မယ်။ Captain America ကမျောနီယာကိုဝေါ်သီးဖြစ်သွားတာရယ်။ Portal တွေပွင့်လာပြီးတကဘာလုံးက hero တွေ warrior တွေဖြစ်လာတာရယ်။ခက်ပြက် Avengers Assemble ဆိုတာရယ်။ ဟီရိုဒိုင်နီဘာရဲ့ maximum effort ကိုမြင်ရတာရဲ့အားလုံးကအရန်မိုက်ပါတယ်။ဒီကားမှာအရန်သဘောကျတဲ့လှုပ်ကွက်တစ်ခုရှိပါတယ်။ဘာလဲဆိုတော့ big 3ဖြစ်တဲ့ Thor, Cap နဲ့ Iron Man တို့ကို Thanos နဲ့တလှည့်စီ1 vs 1ပေးထိုးတာပါ။တိတ်ကြကြီးမဟုတ်တာတော့မှ၃ရောင်လုံးရဲ့ fight ကစက်သိမ်းထားလာအောင်အားရစရာကြီးတွေပါ။ End game မှာကျွန်တော်အကြိုက်ဆုံး super hero movie မဟုတ်ရင်တော့မှ End game ရဲ့ final battle ကတော့ကျွန်တော်အကြိုက်ဆုံး super hero battle ဖြစ်နေပါတယ်။ ဘတ်တန်၅ခုပြောပြီး၃ခုက MCU ကဖြစ်နေလို့ကိုကိုကိုတောင်ပြန်သုံးသပ်ကြည့်မိလိုက်ပါတယ်။ဒါပေမဲ့အဖြေမပြောင်းပါဘူး။ movie တွေရဲ့အမိုက်ဆုံးအချိုက်ဆုံး၅ခုကိုပြောပါဆိုဒါတွေပါပဲ။ဘာလို့ super hero ကားတွေများနေလဲဆိုတော့တာမန်အရှင်ကားတွေထက် super hero battle တွေကပဲအရင်မြိုင်နေလို့ပါ။ Kingsman တဲက final fight တို့ Star Wars တဲက final fight တို့ဆိုရင်လည်းကြည့်ရတာအရင်မြိုင်ပါတယ်။ Godzilla နဲ့ Kong တို့လို Monster ကြီးတွေ fighter ကလည်းကြိုက်တတ်တဲ့သူတွေအတွက် epic ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ကျွန်တော်အမြင်မှာတော့ခုပြောသွားတာတွေလောက်မမြိုင်နေဘူးလို့ခံစားရပါတယ်။ဒါကတော့တယောက်နဲ့တယောက်ကြိုက်တတ်တဲ့ taste မတူတာဖြစ်ပါလိမ့်မယ်။အဲဒါကြောင့် brother တို့ဆိုရင်ရောဘလို့ battle တွေကအကြိုက်ဆုံးလဲဆိုတာ comment မှာရှင်းသွားမယ်ဆိုဖတ်ကြည့်ကြပါတယ်။ခုပြောသွားတာတွေက live fashion movie တည်တတ်မှု animation တွေ TV show တွေကအကြိုက်ဆုံးတွေကိုလည်းစိတ်ပါရင်ပြောပါအောင်မယ်။ဒီနေ့ video ကတော့ဒီလောက်ပါပဲ။ Marvel နဲ့ DC ရဲ့ထွက်ထားသမျှ animated movie တွေကိုမြန်မာစာတမ်းထုတ်နေကြည့်နေတဲ့ဆိုရင် The Miz ရဲ့ Telegram မှာတကားမကျန်ရှိပါသေးတယ်။ တသက်ဆာမမကြီးနဲ့တခါဝင်ထားလိုက်ရင်အသစ်ထွက်လာသမျှကားတိုင်းကိုလည်းစက်ကြည့်နိုင်အောင်ပါပါ movie တွေအပြင် DC animated series တွေ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်မမဝင်ကျင်လို့ဖြစ်ဖြစ်သိကျင်တာရှိလို့ဖြစ်ဖြစ်ဆက်သွယ်ဖို့အတွက် link တွေကို description မှာရော comment မှာရောပေးထားပါတယ် Telegram ကနေလာမေးလို့ရပါတယ်ဒီနေ့ဖို့ adios